မင်္ဂလာပါရှင်မတ်လ29ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကိုကျွန်မရွှေရည်ဒီကနေတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်မတ်လ29ရက်နေ့မနက်7:00နာရီခွဲအချိန်ကယ်ပနာဝမ်ချိုရူကနေတိုင်းတာပေချေရကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာတိမ်အသင့်အသင့်ဖြစ်ထွန်းနေအောင်တွေ့ရပါတယ်မြန်မာနိုင်ငံပေါ်မှာလည်းတပြည်လုံးလိုလိုမှာတိမ်အသင့်အသင့်ဖြစ်ထွန်းနေပါရဲ့ရှင်အခုဆက်လက်ပြီးတော့မက်လ30ရက်နေ့အတွက်ခမန်းချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။မြန်မာပင်လယ်ပြင်အချိန်ကြီးကတော့ မြမကန်ယိုရန်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းအနှဲငယ်ကနေလှိုင်းအသင်တင်ရှိနိုင်ပါတယ်မြမကန်ယိုရန်တခြားမှာလှိုင်းမြင့်ရတပေကနေနှစ်ပေလောက်မြင့်တက်နိုင်ပါတယ်ကမ်းလွန်ပင်လယ်ပြင်မှာကတော့လှိုင်းမြင့်ရသုံးပေကနေလေးပေလောက်မြင့်တက်နိုင်ပါတယ်ရှင်လေတက်ခန့်နိုင်မှုခမန်းချက်နေနေရတော့ရခိုင်ကယူရန်မြို့ကကြမောကယူရန်ဒီသားတွေမှာတနအီရော၈မိုင်ရနေ၁၂မိုင်ဒီတက်ခန့်နိုင်ပါတယ်။မွန်နဲ့တနင်္လာရီကယူရန်မှာတော့တနအီရော၁၂မိုင်ရနေ၁၄မိုင်ဒီတက်ခန့်နိုင်ပါတယ်ရှင်။ နေပူချိန်ခမန်းချမ်းနေနေရတော့ကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာနေပူချိန်နေရ25ဒီဂရီစင်နီဂရိတ်ကနေ29ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းကယားပြည်နယ်နဲ့တနင်္လာရီတိုင်းဒေသတွေမှာနေပူချိန်နေရ30ဒီဂရီစင်နီဂရိတ်ကနေ34ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်ကြံပြည်နယ်နဲ့တိုင်းဒေသမှာနေပူချိန်နေရတော့35ဒီဂရီစင်နီဂရိတ်ကနေ40ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါရှင့် ခန်းလွင်ရောင်ကြီးညှုံးကိန်းအခြေအနေကတော့မြန်မာတိုင်းနိုင်ငံလုံးမှာခန်းလွင်ရောင်ကြီးညှုံးကိန်းတွေကလွန်ခဲ့တဲ့အဆင့်အထိမြင့်တက်နိုင်ပါတယ်ညှုံးကိန်းတန်မိုးက17နဲ့အထက်ကိုကျော်လွန်နိုင်ပါတယ်ဒီအတွက်ကြောင့်အထူးသတိပေးချင်တာကနေ့လယ်ပိုင်းပြင်သွားလာကြတဲ့အခါမှာအင်ကြီးလက်ရှိထီအော်တော်စသဖြင့်အကောင်အွယ်တွေလုပ်ပြီးမှသွားကြဖို့နေအောင်ကလို့ရှိမဲ့ဖြစ်ဖြစ်တနခါတတူလိမ့်ပြီးရောပဲဖြစ်ဖြစ်မှအပြင်ထွက်ကြဖို့ပြောကြားလိုပါတယ်ရှင်မိုးရသွန်နိုင်မှုခံမှန်းချက်နေနေရတော့ ကချင်ပြည်နယ်နဲ့တနင်္လာရီတိုင်းမှာနေရာကြဲကြဲမိုးနှင်းငယ်ထစ်ထုံရနိုင်ပါတယ်။သခိုင်းတိုင်းအထက်ပိုင်းချင်းပြည်နယ်မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ဒေသတွေမှာနေရာကွက်ကြားမိုးနှင်းငယ်ထစ်ထုံရနိုင်ပါတယ်။ကြံဒေသတွေမှာတော့တိမ်သင့်တဲ့ဖြစ်တော်နိုင်ပါတယ်ရှင်။ ညရော်ရီရဲ့တပတ်တွင်းမိုးလေဝသခမန်းတန်းနေနေရတော့နေပြောင်းတဲ့နေတွိုင်းမှာအမြင့်ဆုံးဘူချိန်က38ဒီဂရီစင်နီဂရိတ်နေသောဘူချိန်က22ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။တိမ်တင့်တင့်ဖြစ်ထွန်းနိုင်ပြီးတော့မိုးရွာဖို့တည်ဆောင်မှုက30ရာခိုင်နှုန်းလောက်တည်ဆောင်နိုင်ပါတယ်။ဒီတပတ်လုံးမှာနေပြည်တော်မှာတိမ်အနှဲငယ်ဖြစ်ထွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ရှောင်းကမြို့နယ်နီးတွိုင်းမှာအမြင့်ဆုံးဘူချိန်က38ဒီဂရီစင်နီဂရိတ်နေသောဘူချိန်က23ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။ ရန်ကုန်မှာလည်းတိမ်အထင်တင်ဖြစ်တော့နိုင်ပါတယ်။မိုးရွာဘူးတရားမှုနေနေရ30ရာခိုင်နှုန်းလောက်တည်ကြနိုင်ပါတယ်။ဒီတစ်ပတ်လုံးမှာရန်ကုန်မှာတိမ်နှင်းငယ်ဖြစ်ထွန်းနိုင်ပါတယ်ရှင်။မန္တလေးမြို့နယ်နီးတွင်းမှာတော့အမြင့်ဆုံးဘူချိန်က39ဒီဂရီစင်တီဂရိတ်၊နေဆုံးဘူချိန်က23ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။မန္တလေးမှာလည်းတိမ်အထင်တင်ဖြစ်တော့နိုင်ပါတယ်။မိုးရွာဖို့တရားမှုနေနေရ30ရာခိုင်နှုန်းလောက်တည်ကြနိုင်ပါတယ်။ဒီတစ်ပတ်လုံးမှာမန္တလေးမှာတိမ်နှင်းငယ်ဖြစ်ထွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ အခုဆက်လက်ပြီးတော့ပြည်내နဲ့တိုင်းလိုက်မြို့တော်ကြီးရဲ့မိုးလေဝသခန်းမှန်းချက်တွေကိုထုတ်လင့်တင်ဆက်ပေးသွားအောင်မှာဖြစ်ပါရဲ့ရှင်။ကြည့်ကြအပိကြအတွက်ကျေးဇူးထူပဲတင်ပါရဲ့ရှင်။